စစ်တပ်မင်းကိုတဲ့မေးရအောင်မယ်စစ်တပ်ရှိမှဆိုရင်တနေ့ကစားတောင် ရှိဖို့လမ်းမှာတဲ့ခီးတဲ့ရင်ကာဆက်တစည်းကိုတဲ့ဝမ်းရမောက်ခံပြီးဓမြတိုက်သွားတာကြားမိမှာပေါ့စားတောင်ဝမ်းရမောက်သွားဓမြတိုက်တယ်စစ်တပ်ကဓမြတိုက်တယ်အာဒါတွေကခင်ဗျားတို့စစ်တပ်ကဓမြတိုက်ဖို့ဆိုတာမဖြစ်နိုင်ဘူးလေနော်။ဘာကြောင့်လဲဆိုလို့ရှိရင်စစ်တပ်ကဥပဒေကြောင်းရအောင်သွားနေရတာကိစ္စဖြစ်တယ်နော်။အဲ့တော့ ဥပဒေနဲ့ညီသူတို့ဆောင်ရွက်နေရတဲ့အခြေအနေမျိုးမှာမဖြစ်နိုင်ဘူးလို့လည်းမပြောဘူးပေါ့လေစီးဖောက်တဲ့သူရှိပေမဲ့စစ်တပ်ရဲ့မူဝါဒမဟုတ်ပါဘူးအဲ့တော့ဒီဖြစ်ရက်ကတကယ်ဖြစ်ခဲ့သလားဒါကျွန်တော်ဆက်လက်ပြီးစုံစမ်းပါမယ်နော်ဒါပေမဲ့တော့ကျွန်တော်တန်ရရှိပါတယ်တမောင်းနဲ့ရန်ကုန်မှာပေါ်တာဆွဲလာပြီးများနေဆွဲလာနေများနေပြောပြောပြပါဦးနဲ့အာပေါ်တာဆွဲရတဲ့ပတ်သက်ပြီးကျွန်တော်တခါလေးပြောရအောင်ပါနော်ဟုတ်တယ်အာစစ်သားဆွဲမှုတွေပေါ်တာဆွဲမှုတွေ တော်ဖြစ်နေတယ်အဲဒါနဲ့ပတ်သက်ပြီးတော့လည်းအထက်ရရှိလူကြီးမင်းတွေကမသိကြအောင်ဆောင်ပေးနေတယ်အဲဥမင်းအွန်လိုင်းကိုယ်တိုင်မသိကြအောင်ဆောင်ပေးနေတဲ့ပုံစံမျိုးတွေဖြစ်နေတယ်စိတ်မကောင်းဘူးအဲဒီကိစ္စနဲ့ပတ်သက်လာရင်ကျွန်တော်တို့ကပြည်သူဘက်ကပါပဲကျွန်တော်တတ်မလို့ဘယ်လောက်ကြီးပဲချစ်ချစ်နော်အဲ့တော့မတရားတော့မလုပ်စေချင်ဘူးဆွဲတာနဲ့ပတ်သက်ပြီးဆက်လက်ပြောပြပါပသိမ်မြို့နယ်ပေါ့နော်ချောင်းသာမြို့မှာနေကင်းမဲ့ကြီးအိမ်ပေါ်တက်ဆွဲပါတယ်တဲ့78အရွယ်လေးတွေပါဗျာတဲ့နော်အဲ့တော့ရေခဲကြောင်စားနေတဲ့ရေခဲကြောင်ရောင်းစားနေတဲ့ကလေးတွေပါဆွဲကန်ထီးတယ် အဲ့တော့အောက်ပါလဲစက်သားဆွဲမှုတွေအဲ့လိုမျိုးဒါတွေကနေရာတိုင်းတော်တော်များများမှာရှိနေတယ်ပထောင်မျိုးဆိုလို့ရှိရင်အခုချိန်ထိဆွဲနေတော့မယ်နော်အခုချိန်ထိထွေအုပ်တွေမဆာဖရဲအုပ်ကြီးအုပ်ကြီးတွေခင်ဗျာမှာတော့ဘာပဲတာဝန်ယူနိုင်ဆိုမျိုးသူ့ရက်ွက်ထဲမှာမဆွဲဖို့ပဲတာဝန်ယူနိုင်တယ်ဒါပေမဲ့ရက်ွက်အပြင်ကိုအဲ့လိုခြေတလန်းထွက်သွားလို့ရှိရင်တော့အဲ့ကောင်မသေးချောက်အဲ့ကောင်အဲ့မှာဆွဲခံရပြီဆိုလို့ရှိရင်ဒါသူ့ စစ်မှုတန်းကြီးပဲပေးတာပေးတာမပေးတာမပေးတာရက်ွက်ပြင်ကိုခြေလန်းထွက်သွားပြီရွာပြင်ကိုခြေလန်းထွက်သွားပြီဆိုတော့ကသူဒီသူစစ်မှုတန်းကြီးဘလောက်ပဲပေးတာပေးတာသူနဲ့မဆိုင်တော့ပါဘူးဆွဲခံရင်ပါမှာပဲအဲ့တော့စစ်မှုတန်းဆွဲမှုတွေကတော့နေရာတော်တော်များများတော်တော်များများမှာဖြစ်နေတယ်အဲဒီသတင်းတွေအားလုံးကိုကျွန်တော်အတိအကျရထားတာလေးရှိနေပြီနော်ဖြာပုံမှာပေါ်တာဆွဲနေလို့ PDF ထဲဝင်ကုန်ကြပြီတဲ့ဖြာပုံမှာ ပေါ်တာဆွဲစေလို့ PDF ထဲဝင်ဝင်ညပြီဆိုတော့ဒါတော့ကိုပိုင်ရွေးချယ်ခွင့်ပါ PDF ထဲပဲဝင်ဝင်စစ်တပ်ထဲပဲဝင်ဝင်ဝင်မော့လေနော် PDF ထဲဝင်လဲတိုက်ရမှာဖြစ်တယ်စစ်ထဲဝင်လဲတိုက်ရမှာဖြစ်တယ်စစ်ထဲဝင်တော့စစ်တပ်ရဲ့စီကံပေါ့ PDF ထဲဝင်တော့ PDF ရဲ့စီကံပေါ့လေနော်ဒါပေမဲ့အကျိုးမြတ်ခံစားမှုနဲ့ကိုဘွားတို့လည်းကိုကြည့်ရမှာဖြစ်တယ်ဟုတ်ပြီ PDF ထဲဝင်တယ်အကျိုးစီးပွားပါလေကျိုးစီးပွားနဲ့ပါရမှာမိမိတို့လည်းကြည့်ရမယ်အတ္တဟိတပရဟိတအမြတ်တာမှာဖြစ်တယ် တော့ period တက်ဝင်တယ်ကိုကဘာရမလဲကိုတို့လာစားလားဘဝအရှိရေးလားဘယ်ဘက်ချမ်းကမှဘာစဘာမှမပေးနိုင်တဲ့ခါကျတော့ period တက်ဝင်ဖို့ဆိုတော့ဒါကိုရဲ့ခံယူချက်နဲ့ဝင်မယ်ဆိုတော့ခံယူချက်ခုပဲတို့တို့ရှိမှာပေါ့နော်ဒါမဲ့တော့စစ်တက်တက်ဝင်တော့လည်းဘာဒီအကျိုးမျက်ရှိမလဲအဲ့တော့စစ်တပ်ရဲ့ဝင်တော့လေသူစစ်တပ်ရဲ့စီကံရှိတယ်စစ်တပ်ရဲ့စံစားဝင်ခန်းစားခွင့်ကိုရမှာဖြစ်တယ်အဲ့တော့ဒါလူငယ်တွေအနေနဲ့ကိုယ်ပိုင်ရွေးချယ်ကြပါအဲ့ကျွန်တော်ဘာမှမပြောလို့ပါဘူးเนาะစကိုင်းမြို့တောင်ပေါ် နေခင်းနေခင်းမဲ့ဆွဲနေရနော်တောင်းပေါ်နေခင်းမဲ့ဆွဲနေတာအဲ့တော့အာတော်တော်လေးဆိုတဲ့အခြေအနေပါအထက်ကလည်းဒီအခုလက်ရှိအခြေအနေမြန်မာနိုင်ငံမှာကစစ်ပွဲတွေကဖြစ်နေတာဆိုတော့လေဟိုအိမ်ထဲအထိဝင်ပြီးတော့လူရှိသူရှိပေါ့နော်နိုင်ငံတကာအသည့်တိုင်းသည့်ပြည်သည့်ကြီးမဆွဲတာပဲရှိလိမ့်မယ်အဲ့ဒီပုံစံမျိုးကိုဆွဲရတော့မှာအခြေအနေကဆိုတဲ့ခါကျတော့အထက်အရာရှိလူကြီးဦးမင်းအွန်လိုင်းကစသိရသားနဲ့ကိုဘယ်ဈေးပေါက်လဲဆိုတာစသူသိပါလား ဥဆိုးဝင်လည်းသိပါလေအဲဒါပေမဲ့နိုင်ငံရဲ့အခြေအနေပေါ့နော်အခြေအနေကစစ်သားကလည်းလိုအပ်တဲ့အတိုင်းအတာမျိုးတွေကြောင့်ဆွဲနေတာဖြစ်တယ်ဆွဲခံရမှာပဲအဲ့လိုမျိုးဖြစ်နေတယ်စိတ်မကောင်းဘူးဒါမင်းနဲ့ပတ်သက်ပြီးမလုပ်သင့်ဘူးဗျာနော်အဲ့တော့အာကြားရတာတကယ်ကိုမကောင်းတဲ့စိတ်မကောင်းစရာသတင်းတွေပါပဲစစ်မှုတန်းကြီးကောက်တာတရားဝင်လုပ်လို့ရပြီလားဘရို စစ်မှုထမ်းကြီးကောက်တာအခုလည်းတရားမဝင်နောင်လည်းတရားမဝင်ဒါပေမဲ့တော့အခုလက်ရှိအခြေအနေကဒါတွေကိုတိရသားနဲ့ကိုအထက်ရရှိလူကြီးမင်းတွေပေါ့ဗျာနော်အဲသူတို့ကိုယ်တိုင်ကလွတ်ထားပြီးတာအဲကြောင့်ဆိုတော့စစ်သားလိုအပ်လို့အောက်ခြေတွေကလည်းသူတို့စစ်တပ်မှာစစ်သားလိုအပ်တယ်လိုအပ်တဲ့ခါကျတော့အထက်ကတော့ဥပဒေကြောင်းရညိနော်ဆွဲမယ်ဆွဲမယ်ဆိုတာအောက်ကိုအေးယူမယ်ဒါပေမဲ့လက်တလုံးချပေါ့လက်တလုံးချမသိကြအောင်ဆောင်ပေးတဲ့ခါကျဟုတ်ပြီမင်းတို့ကမင်းတို့ဒီကိစ္စဖြေရှင်းလိုက်ကွာဆိုတဲ့ခါကျတော့စစ်တပ်က ငွေကြေးရှာပါတယ်ငွေကြေးရှာဆိုတာကဗျာကျွန်တော်တို့တက်ရံမုံငွေအနေနဲ့ဟလာဒါကျွန်တော်တို့အဲစဘာဆိုင်တာပဲဖြစ်ဖြစ်နော်စိုက်ကင်းဆိုင်တာပဲဖြစ်ဖြစ်တက်တက်ရနေရအဲဒါတွေအလုံးကတက်ရရိတ်ခါတယ်အတက်ရဝင်ငွေတွေပေါ့ဗျာနော်ဝင်ငွေတွေပြင်ကိုဂိတ်ကြီးကောက်တာဒါလည်းတက်ရဝင်ငွေတွေဒီဝင်ငွေတွေနဲ့ပြန်ပြီးတော့ကုလူမျိုးစစ်သားဆွဲပြီးဆိုလို့ရှိရင်ဒီစစ်သားတွေကိုပြန်ပြီးထောက်ပံ့ရတာတွေရှိတယ်သူတို့မိသားစုတွေကိုထောက်ပံ့ရတာတွေရှိတာပေါ့ဗျာနော်အဲ့တော့လက်ရှိမြန်မာနိုင်ငံစစ်ဖြစ်နေတဲ့ခါကျတော့အိန္ဒိယလေးနဲ့ဆွဲနေတာပေါ့ဗျာနော် ပေါက်ကူတော့ကိုဆုံးမပေးပါအောင်ကိုမောင်အဲကျွန်တော်တို့ရေဘူးရအားဖြစ်ပေါ့နော်ပုံမှန်အားဖြင့်ဆရာတော်တန်ဃာတော်တွေစီကကျွန်တော်တို့ဆုံးမဩဘဝါဒစကားကိုယူရတာပါအခုချိန်ဒီလဲပေါက်ကူတော့ကျွန်တော်ဆုံးမဖို့မရှိပါဘူးဆုံးလို့မဆုံးမနိုင်ပါဆုံးမဖို့လဲကျွန်တော်တို့မှာအဲကျွန်တော်တို့ဗုဒ္ဓဘာသာရခွင့်မပြုထားပါဘူးเนาะသူကိုကဲရေသူဘာလုပ်တယ်ဘာလို့ပြောလဲဆိုတာကျွန်တော်လည်းသိပြီးတော့နားမထောင်ဖြစ်ပါဘူးအဲကဲလိုအဲ့နော်မှာပဲ နိုင်ငံတော်မှာမဟာနာဆရာတော်ကြီးတွေရှိပါတယ်မဘာသာဆရာတော်ကြီးတွေရှိပါတယ်တို့အဲ့ရင်ဆရာတော်ဖျားကြီးဆုံးမပါလဲကျွန်တော်ဆုံးမပိုင်လည်းမရှိပါဘူးဘုရားဘာသာမှာသင်္တန်းသင်္ကန်းဝိပ္ပီလက်နက်ကင်လို့ရသလားတဲ့မမောင်လင်းနော်ဒါပေမဲ့ဘုရားဘာသာကလက်နက်ကင်မို့နေနေတတ်တာသင်္ကန်းဝိတ္တဆိုတာဆုံးလို့ဖို့ဝိတ္တလာပါနော်သင်္တန်းသင်္ကန်းဝိတ္တဆိုတာသာသနာပြုဖို့ဆိုတာလဲဆိုလို့ရှိရင်အဲ့တန်တနာတော့အများအားကျွန်တော် community အနေနဲ့ရှိရမှာစံခါဆိုအဲ့ဒါကိုခေါ်တာပါနော်အဲ့ဒါမှမဟုတ်တော့တကယ်တမ်း သင်္ကန်းဝတ်တာဟိုဟာရဖို့ဒီဟာရဖို့သာသနာပြုဖို့ဆိုတာလဲဆိုလို့ရှိရင်မိမိဘဝအတွက်မိမိဝတ်တာပါနော်မိမိသွားတဲ့လမ်းကြောင်းပေါ်မှာတွေ့သမျှတွေ့ထူသွားခြင်းပါအဲ့မဲ့ဒီသာသနာကြီးထွန်းစီရမယ်အထွန်းစီရမယ်ဆိုတော့လုံနေတာလဲကျွန်တော်တို့တတရားပရမတ်တရားတွေနဲ့နော်မဂ်ကင်ရှိပါနဲ့လှမ်းနေပါသေးတယ်နော်အဲ့တော့ဘုရားဘာသာကိုဘာသာဖြစ်ရမမြင်မဲနဲ့ เนาะကျွန်တော်တို့ဘဝရဲ့ရှိတရားဖြစ်တရားဖြစ်နေမြင်ရမှာဖြစ်တယ်။ဟိုကဘာသာဖြစ်နေမြင်လိုက်တဲ့ခါကျတော့အတန်ငါဆိုတဲ့ခါကျတော့အတန်ငါဂိုင်းကြီးတွေဘာကြီးဒါဘာသာဖြစ်သွားပြီ။ဘာသာမဟုတ်ဘူးမှန်တယ်။ဒါဘာသာဆိုတော့ခရစ်ယာန်လည်းသူလည်းဘာသာရှိတာပဲ။သူမှကျမ်းစာဥရှိတယ်။သူကျမ်းစာဥမှလည်းသူကိုအုပ်ချုပ်တယ်။ဗုဒ္ဓဘာသာလည်းဒီကျွန်တော်တို့အဲဝီနီတုတ်တန်အပိဓမ္မာပေါ့ဗျာ။ပိဋကတ်သုံးပုံကျမ်းကြီးတွေနဲ့အုပ်ချုပ်တယ်။ဒါတန်ငါဂိုင်းကြီးဖြစ်သွားတာ။ဒါပြုနေပြောရင်ဘာသာလို့တော့ပြောလို့မရတော့ဘူး။ဘာသာကရုပ်ရှင်တယ် ဟိုကျွန်တော်တို့ဖြစ်ရှိတရားအမှန်တရားပါသာသနာပြန့်ပွားရေးဆိုတာရှိသေးတာပါဗျာနော်